မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတာပေါင်းတိုက်ပွဲမှာစစ်တပ်အထင်အနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေးမြနာမြို့နယ်မှာစစ်တပ်နဲ့အာဏာကတပ်တော်အင်အင်းဥဆောင်တဲ့ပူပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးနိုဝင်ဘာလ16ရက်နေ့တိုက်ပွဲမှာလည်းစစ်တပ်ထိခိုက်တိုက်စုံမှုများပြခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါရင်နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကတာပေါင်းမြို့နယ်တာပေါင်းကလေးရွာနယ် ပဝင်းချင်းကတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးတရားရသူတွေများခဲ့တာဖြစ်ပါတယ်။တရင်ထွက်မှဆိုလို့လူမှုရေးအဖွဲ့တွေကိုမခေါ်ဘူး။သူတို့ဘာသာသူတို့တဲသွားတာတရားရတဲ့သူတွေကိုပတင်ကိုပို့မယ်ထင်တယ်လို့တင်နာကန်တရင်ချင်းမြတ်တအူးကပြောပါတယ်။တိုက်ပွဲတွေမှာအသက်ပေးနေရပြီးစိတ်ပျက်စရာကောင်းတယ်လို့စစ်တပ်တိုင်းဝိုင်းကတုံးတဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာပြောဆိုနေကြပါတယ်။ တာပေါင်းမြို့နယ်တာပေါင်းကလေးချင်းရွာနယ်လေးမျက်နှာမြို့နယ်ဆက်ဆက်ရိုးချင်းလေချင်းရွာအနီးပဝင်းကျင်တွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အရခတ်တတော်အေအေကနိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်နောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။တာပေါင်းနယ်လေးမျက်နှာစစ်မြေပြင်မှာတမ66လောက်ခန့်တန်ရင်တွေဖြစ်တဲ့ခမာယ၄ခမာယ၅ခမာယ၆ခမာယ၃၀ခလာယ၃၅ခလာယ၈၀နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ပတိန်လက်အောက်ခံတန်ရွနေဖြစ်တဲ့ခလာရ63ခလာရ2ခွန်တက်တို့ရှိနေတယ်လို့အေအေထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အော်တိုမာလာ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တိုင်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရသူ20ကျော်ရှိတယ်လို့ဆိုပါတယ်။ကျမတို့ channel ရဲ့သတင်းရှင်းပြတွေပြောပြချက်အရာတာပေါင်းမြို့နယ်တွေကတိုက်ပွဲတွေမှာစစ်တပ်ကဖုံမှုအစဉ်အယားရှိချိုးအပအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးနာတွေရှိနေတယ်လို့သိရပါတယ်။ တာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့ဟာရခိုင်ပြည်နယ်ကွာမျိုးနဲ့ဆက်ဆက်နေပါတယ်တာပေါင်းမျိုးနယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲထဲမှာလည်းတာပေါင်းမျိုးနယ်ရဲစခန်းမှတူရဲမှုဝန်ထမ်းဦး AES စနိုက်ပါထိမှန်ပြီးသေဆုံးခဲ့မှုပါတယ်တေဆုံမီစန္ဒလာအကြာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့မှာတော့စတဲကားတူရဲမှုဝန်ထမ်းဦးကရဲမှုရာထူးတိုးပေးလိုက်ကြောင်းကြေညာခဲ့ပါတယ်။တေပြီးမှရာထူးတိုးပေးတာကပါမအရာမရာဖူးလို့ရဲတပ်ဖွဲ့ဝင်မိသားစုအတိုင်းဝိုင်းကလူမှုကွန်ရက်မှာဝေဖန်မှတ်ချက်ပြုခဲ့ကြပါတယ်ရှင်။ ဆက်လက်ပြီးကြားဖြူရှင်ကြောက်ခက်လဲနဲ့လိတ်တင်ရွာဘက်ကအကြမ်းမဲ့လေတက်ကပုံကျဲဆွဲတဲ့ငုံတင်ဆက်ပေးမှာဖြစ်ပါတယ်ရကံပြီးကြောက်ဖြူမြွေနယ်ရှိကြောက်ခလဲနယ်လိတ်တင်ရွာဘက်ကအကြမ်းတ်လေးတကောင်ဂျက်ဖိုက်သားပြေပုံလာကြခဲ့ကြောင်းတတင်းရရှိပါတယ်။ယနေ့နိုဝင်ဘာလ18ရက်နေ့မွန်လယ်စတဲ့နိုင်ကျော်မှာတကြိမ်နေ့လယ်တနာရီမထိုးခင်မှာတကြိမ်ဂျက်ဖိုက်သားဖြင့်ပေါင်900ပုံနီးကျဆခဲ့ခြင်းဖြစ်တယ်လို့ကြောက်ဖြူဒေသခံတအူးကပြောပါတယ်။ ဒီရွာတွေကတိုက်ပွဲနဲ့မတက်ဆိုင်တဲ့ရွာတွေဒီနေ့နေ့လည်းအထီးဆိုရင်နဲ့ကျင်းစီပြီးအထီးခိုင်ကိုတော့မတရားသေးဘူးလို့ပြောပါတယ်။ထီးခိုင်တရားရရှိမှုအခြေအနေကိုကျမတို့ channel အနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။လက်ရှိကြဖြူမျိုးနဲ့မင်းပြင်းရွာအနီးနာတဝိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းမဲ့စစ်တပ်ဘက်မှအထိနာကြဆုံများတာကြောင့်ကြီးရည်လေးသုံးမျိုးစလုံးဖြင့်အာရခတက်တော်အီကိုတိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်ဒေသခံအမျိုးသားတအူးကပြောပါတယ်မင်းပြင်းအနီးနာတဝိုင်းမှာတော့တိုက်ပွဲပြင်းနေတော့ဂျက်ဖိုင်တာတုံးတွေနဲ့လည်းအသက်ကုန်းပြင်းနေတဲ့ အထင်နာကြဆုံးလဲများနေတာကိုလို့ပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမြင်းပြင်းရွာအနီးအေအေခေတ္တဆုတ်ခွာပြထားသည့်မိုးလီဝတ်သားရေနာစခန်းမှာဝါနာပြန့်တပ်ပွင့်ရရန်အကြမ်းမဲ့စစ်သားများတန်းစီစုရုံနေစဉ်အေအေကဒုံးနဲ့တိုက်ခိုက်တဲ့အတွက်စစ်သား20ကျော်သေဆုံးပြီးဒဏ်ရာရသူလည်းများပြားခဲ့တယ်လို့သိရပါတယ်အကြမ်းမတ်စတံမှာလေချောင်းလက်နဲ့ချင်းအလွန်အကျွမ်းတုံပြူပြီးကျေးရွာများကိုတိုက်ခိုက်လာမှုကြောင့်မြင်းမြင့်ကျေးရွာအပောင်းဝင်းချောင်းရွာအမင်ကုန်တိုင်း ချောင်းပြာကုလပါတိုင်ချောင်းဆိုင်ချောင်းစသည်ကျေးရွာသားများမှဆေးပေးဆောင်ရတယ်လို့သိရပါတယ်ရှင်ဆလဘီမချမောမြို့နယ်မှာအကြမ်းမဆိုးဆိုးစစ်တောင်းကို KNN ပူပေါင်းတပ်ကတိုက်ခိုင်းအကြမ်းမဆိုးဆိုးအထိနာပြီးစစ်ခွာထွက်ပြေးဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မချမောမြို့နယ်မှာစစ်ကောင်စီတပ်စစ်တောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KNN ပူပေါင်းတပ်ကတိုက်ခိုင်းခဲ့ရာစစ်ကောင်စီတပ်ထိနာခဲ့ကြောင်းကချင်စစ်ရဲတရင်ချင်းမြတ်ချိုကပြောပါတယ်။ နိုဝင်ဘာလ16ရက်နေ့မချမ်းမောမြို့နယ်မလီကမြနာမှာစစ်ကောင်စီတပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စုကထွက်ပြေးသွားတယ်လို့ကချင်စည်ရဲသတင်းရင်းမြစ်တအူးကအသိပေးထားပါတယ်စစ်ကောင်စီတပ်ကပူတာအုံမြို့နယ်တန်ကြာရွာဘက်ကိုထွက်ပြေးသွားတာလို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲချင်းင်းနဲ့ပတ်သက်ပြီးတခြားကချင်စည်ရဲသတင်းရင်းမြစ်တအူးကလည်းအသိပြုပါတယ်စစ်ကောင်စီတဟခေါလံပူပတ်ကိုစစ်ကူသွားဖို့သွားတာမှတိုက်ခိုက်ခံရတာလို့ကချင်စည်ရဲသတင်းရှင်းပြကပြောပါတယ် တိုက်ပွဲမှာစစ်ကောင်စီတပ်စီကလက်နက်ခဏ်ရန်တွေရရှိတယ်လို့ကချင်စီရဲ့သတင်းရင်းမြစ်ကဆိုပေမယ့်တိစောက်ထိကမှုအခြေအနေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ KIA ပူပေါင်းတပ်တွေဟာ2025ခုနှစ်အော်တိုဘာလကစပြီးခေါလံဖူးမြို့နယ်စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရမှာအော်တိုဘာလအတွင်မှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်စခန်း၄ခုတင်ရထားတယ်လို့စီရဲ့သတင်းရင်းမြစ်တွေကပြောကြားထားပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမှုကြီးနော်ဘူတန်ဆက်တွေ့ထားဆဲဖြစ်ပြီးအဆက်တွေများရှိသေးပါဘူး KIA နဲ့စကောင်စီတပ်ဟာကချင်ပြည်နယ်ဗမော်မြို့နယ်နဲ့ဖားကန့်မြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်ဗမော်တိုက်ပွဲဟာဆက်တလာကြော်ကြာမြင့်နေပြီဖြစ်ပြီးလက်ရှိမြို့ပေါ်မှာ KIA နဲ့စကောင်စီအပြန်အလှန်ထိုးစစ်ဆင်နေရလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စီးရဲသတင်းရှင်းပြကပြောပါတယ် ဖားကန့်ဒေတာမှလည်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးတွေဂျန်နက်ပစ်ခတ်တာတွေလှုံ့ဆောင်နေတယ်လို့ KAI ကတည်ပြထားပါတယ်။နိုဝင်ဘာလ17ရက်နေ့ညနေကလည်းဖားကန့်တပ်မကုံကနေလက်နက်ကြီးပစ်ခတ်ခဲ့လို့ဒေတာကန်ကလေးငယ်တအူးအပါဝင်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေရချိုးထိခိုက်ပျက်စီးခဲ့တယ်လို့ KAI သတင်းပြန်ကြားရေးကဖော်ပြထားပါတယ်ရှင်။